ကျွန်တော်တော်တော်ဟိုပျောက်နေရကြပါပြီရှားပါပြီဆိုတော့ဟိုမလုတ်ဖြစ်တာဗောနော်မလုတ်ဖြစ်တာဆိုတော့အဲ့လိုမျိုးပွဲတွေလည်းမလုတ်ဖြစ်ဘူးကျွန်တော်အဆီဇင်လေးလည်းကျွန်တော်မလုတ်ဖြစ်တာကြာပြီအခုတော့ကျွန်တော်အဲပြီးခဲ့တဲ့ January လလောက်ကစပြီးကျွန်တော်အဆီဇင်လေးတွေကျွန်တော်ပြန်ပြီးတော့လုတ်ဖြစ်နေတယ်အဲလုတ်ဖြစ်နေရဆိုခန်နယ် plusin လည်းကျွန်တော်လက်တွဲပြီးလုပ်နေတယ်အဲပြီးတော့ကျွန်တော် making company forever နဲ့လည်းကျွန်တော်တို့ဟိုရှေ့ဆက်ပြီးတော့လည်း series တွေမှာကျွန်တော်ကိုနဲ့ kait မဲ့အဲ့လိုမျိုး character လေးရှိလို့ရှိရင်ကျွန်တော်ဟိုတာဝန်ပေးထားတာလေးရှိရခင်ဗျအဲ့ဒါလေးလည်းကျွန်တော်ဝင်ပြီးတော့ဟိုပါဝင်ပါတယ် င်နာပဲမမိုက်ချင်းစားမနေငါညမိုင်ချစ်တောင်မိုက်တောင်လို့မပြောရနဲ့မမအချစ်ဟာတနာမဘူးပန်ရိုးစီကျွန်တော်တို့ကတော့ဟွာဖြစ်ပါတယ်မရဲ့ဟိုပရိတ်သတ်တို့တော့ကျွန်တော်တခါမှမတုံးတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အနေပုံစံနဲ့ကျွန်တော်ရောက်နေတဲ့နေရာလေးနဲ့က အဲကျွန်တော်ပြိတက်လို့သုံးရမယ့်အနေအထားကျွန်တော်မှမရှိသေးပါဘူးအဲ့တော့ကျွန်တော်တကယ်ချင်းနေကျွန်တော်မိတ်ဆွေတွေအဲကျွန်တော်တင်ဆက်တာလေးကိုကြည့်ပြီးဆိုလို့ရှိရင်တို့ဝမ်းသာအားလို့ရှိရင်ကျွန်တော်တို့ဂျင်းနဲ့ပါတယ် DPD လေးပဲကျွန်တော်ခန်းစားရတာပေါ့နော် Canal Plus မှာ diet ထုတ်တဲ့တင်ဆက်ပြသနေပြီဖြစ်ပါတယ်ကျွန်တော်2012 3လပိုင်းတုန်းကကျွန်တော်အစီအစဉ်ဆက်သူစပြီးတော့လုပ်ခဲ့တာပါအခုဆိုရင်တော့ကျွန်တော်73နှစ်ကျော် လောက်တော့ရှိပါပြီခင်ဗျာဇလင်းနဲ့တော့ကျွန်တော်ကိုရီးယားအတုံးက K-pop တွေအရင် training ဖြစ်နေတဲ့အချိန်မှာ Tin School ကိုစပြီးတော့ကျွန်တော် perform လို့ MC လုပ်တာဖြစ်တဲ့အတွက်အဲ့မှာကျွန်တော်ပြိသက်တော်တော်များများကအဲကျွန်တော်တကယ်တော်တော်များများအဲ့ကလေးကလေးပြိသက်တွေဖြစ်သွားခဲ့မယ်လို့ထင်တယ်ပေါ့နော်ဟုတ်အဲ့တော့ကိုယ်တို့လို့ရှိရင်တော့ဒီကောင်တက်တက်ကြွကြွလေးအဲ့လိုတင်ဆက်တယ်လို့ပဲတွေ့မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်တော်တော်ဟိုပျောက်နေရကြပါပြီရှားပါပြီဆိုတော့ဟိုမလုဖြစ်တာပေါ့နော်မလုဖြစ်တာဆိုတော့အဲ့လိုမျိုးပွဲတွေလည်းမလုဖြစ်ဘူးကျွန်တော် season နေလဲကျွန်တော်မလုဖြစ်တာကြာပြီအခုတော့ကျွန်တော် အဲပြီးခဲ့တဲ့ January လလောက်ကစပြီးကျွန်တော်အစီအစဉ်လေးတွေကျွန်တော်ပြန်ပြီးတော့လုပ်ဖြစ်နေတယ်အဲလုပ်ဖြစ်နေတယ်ဆိုတော့ Canada Blessing လည်းကျွန်တော်လက်တွဲပြီးလုပ်နေတယ်အဲပြီးတော့ကျွန်တော် Megan Gamley Forever နဲ့လည်းကျွန်တော်တို့ဟိုရှေ့ဆက်ပြီးတော့လည်း series တွေမှာကျွန်တော်ကိုနဲ့ကိုက်မဲ့အဲ့လိုမျိုး character လေးရှိလို့ရှိနေကျွန်တော်ဟိုဟိုတာဝန်ပေးထားတာလေးရှိရခင်ဗျအဲ့ဒါလေးလည်းကျွန်တော်ဝင်ပြီးတော့ဟိုဟိုပါဝင်ပါတယ်ပါဝင်ပါတယ်ဆိုတော့ရှေ့ဆက်ပြီးတော့လည်းကျွန်တော်အော်ဆက်ပြီးလုံးဝအရာလေးတော့ရှိပါသေးခင်ဗျာအဓိကကတော့ကျွန်တော်အပြင်းတင်နေရလဲပါတယ်ပြီးတော့အဲ့လိုကိုယ့်ကိုယ်မန်နယ်လေးနည်းနည်းလေး down ဖြစ်နေရလဲပါတယ်ပေါ့နော်ဟိုပြီးခဲ့တဲ့နှစ်6လပိုင်းလောက်ကနေပြီးတော့အဲ့လိုမျိုးဟို7လပိုင်း7လပိုင်းလောက်ထိကကျွန်တော်တော်တော်ကြီးကိုစိတ်ညစ်ပြီးတော့ဘာမှမလုပ်တော့ဘူးကွာဆိုပြီးထိုင်နေရတဲ့ကာလကြီးတစ်ခုထိဖြစ်ခဲ့တဲ့နေထားရရှိခဲ့တာကြောင့်ကျွန်တော်အခုတော့ connection လေးတွေလိုမျိုးပြန်ပြီးတော့ live ဆုနေပါတယ်ခင်ဗျာဆုနေဆိုတော့ဟိုရှေ့ဆက်ပြီးတော့လည်းကျွန်တော်လုပ်တွေအများကြီးလုပ်ဖို့တော့စီစဉ်ထားပါတယ်ခင်ဗျာဟုတ် Canal Plus မှာ diet ထုတ်နေတင်ဆက်ပြသနေပြီဖြစ်ပါတယ် အဲအမျိုးမျိုးပေါ့နော်ကျွန်တော်အဓိကတော့ဟိုကျွန်တော်ရဲ့ personal ကျွန်တော်အိမ်အိမ်အိမ်မိသားစု family ကိစ္စလေးတွေလည်းရှိပါတယ်ရှိရဆိုအကြောင်းမျိုးမျိုးပေါ့နော်အများကြီးအများကြီးတော့ရှိတယ်ပေါ့ရှိရဆိုကြာအဓိကအပြင်အဲ့လိုမျိုးဟိုခဏခဏနားလာအောင်မယ်ဆိုအဲ့ stress တွေအများကြီးဖြစ်နေရဖြစ်တော့ဒါလေးကိုကျွန်တော်ခဏနားအောင်မယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးနေခဲ့တာပါခင်ဗျာဟုတ်အချစ်ဟာတဏှာပဲမမိုက်ချင်းစားမနေငါညမိုင်ချစ်တောင်မိုက်တောင်မပြောနဲ့မမအချစ်ဟာတဏှာမဟုတ်ဘူး တန်ရိုးစီကျွန်တော်တို့ကတော့ဟိုဖြစ်ပါတယ်မရဟိုပရိတ်သတ်တို့တော့ကျွန်တော်တခါမှမတုံးတော့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်အနေပုံစံနဲ့ကျွန်တော်ရောက်နေတဲ့နေရာလေးနဲ့ကအဲကျွန်တော်ပရိတ်သတ်လို့တုံးရမယ့်အနေအထားကျွန်တော်မှမရှိသေးပါဘူး။အဲ့တော့ကျွန်တော်တကယ်ကြီးနေကျွန်တော်မိတ်ဆွေတွေအဲကျွန်တော်တင်ဆက်တာလေးကိုကြည့်ပြီးဆိုလို့ရှိရင်သူတို့ဝမ်းသာအားလို့ရှိရင်ကျွန်တော်တို့ဂျင်းနေပါတယ်။ဒီ PD လေးပဲကျွန်တော်ခန်းစားရတာပေါ့နော်။အဲ့တော့ရုပ်ရှင်တွေ series တွေမှာပါတယ်ဆိုလို့ရှိရင်လည်းတချို့ကြောင့်လည်းအဲတိတဲ့လူကလည်းတိတာပေါ့။တချို့ကြောင့်လည်းမတိတဲ့လူကမတိဘူး။အဓိကအဖြစ်ကျွန်တော်က ဘာဖြစ်လဲဆိုတော့ကျွန်တော် social media ဘိုင်းမှာကျွန်တော်အရန်အားနေပါတယ် social media ဆိုတာဒီ Facebook တို့ဘာလို့ပေါ့မှာအရန်အားနေတယ်ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်တခုခုအလုပ်တခုလုပ်ပြီဆိုလို့ရှိရင်တော့မှကျွန်တော်ဘယ်တော့မှဓာတ်ပုံလေးလည်းမတင်ပြဘူးကြောက်မှကျွန်တော်အဲ့လိုလို low profile လေးနဲ့ပဲတွားနေတာဖြစ်တဲ့အတွက်ပေါ့ဟိုအဲ့ဒါလေးကတော့ကျွန်တော်တို့အားနေတယ်လို့ထင်တယ်အဲ့တော့ကျွန်တော်မများမသိကြတဲ့လူတွေရှိတယ်အဲတချို့သိကြတဲ့လူကြောက်လည်းအားပေးပါတယ်ခင်ဗျာဟုတ် Two Share Plus Premier League တွေ့ကြုံဆိုတာကတော့ဒီနေရာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်2012 3လပိုင်းတုန်းကကျွန်တော်အစီအစဉ်ဆက်သူစပြီးတော့ ုလုပ်ခဲ့တာပါအခုဆိုရင်တော့ကျွန်တော်73နှစ်ကျော်လောက်တော့ရှိပါပြီခင်ဗျာဇလင်းနဲ့တော့ရှိပါတယ်ရှိပါတယ်ဆိုတာကျွန်တော်တို့စပြီးတော့အစီအစဉ်တွေဆက်သွယ်လုပ်တဲ့အချိန်တုန်းကတော့အခုလိုမျိုး social media platform ဆိုတာအရင် surround မဖြစ်သေးဘူးကျွန်တော်တို့မှာဒီ TV မှာပါရဖို့အတွက်ဒီ linear broadcasting မှာကျွန်တော်တို့တင်ဆက်ရဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းရပါတယ်အဲ့တော့ အဲ့လိုမျိုးစူးစမ်းခဲ့လို့ပဲအခုချိန်ထိအပြင်သွားလို့ရှင်အားဒီကောင်လေးမြင်မှုတယ်ဆိုပြီးတော့ဟိုတိတဲ့ရလက်လေးတခုတော့ပြင်ရရပါတော့ပြင်ရဆိုတော့ကိုတင်ဆက်တာကိုအစင်ပြေခဲ့လို့ကိုအဲ့လိုမျိုးပြန်ပြီးတော့ဟိုမှတ်မိကြတယ်ကိုကိုတိကြတယ်လို့တော့ထင်တာဖြစ်တဲ့အတွက်ကျွန်တော်တင်ဆက်တဲ့ဟာလေးကြီးလည်းသဘောကျပြီးတော့ဟိုကိုကိုလည်းအားရကျင်နေခဲ့မယ်လို့တော့ထင်တယ်ပေါ့နော်ဒီလိုလေးပဲပြောရမှာပေါ့ဟုတ်တမူထူးကြတယ်ဓာတ်ရိုက်ထုံးတဲ့တင်ဆက်မှုတွေနဲ့အားကစားကြအောင်ရှင်ကျွန်တော်မင်းများတော့ကျွန်တော်ဟိုတက်တက်ကြွကြွရှိတယ်လို့တော့ မှတ်မိမယ်လို့ထင်တယ်ဘာလို့ဆိုတော့ကိုတင်ဆက်ခဲ့တဲ့အစီအစဉ်တော်တော်များများကကျွန်တော်ကလေးပရိသတ်ပုံများတယ်များလဲဆိုတော့ကျွန်တော် minute to win နဲ့စပြီးတော့ရိုက်တဲ့ချိန်တုန်းက2014လောက်ဖြစ်ပြီကိုသားငယ်ပြီးတော့ကျွန်တော်စရိုက်တာပါ minute to win ရရတဲ့ချိန်တော့အဲ့တော့က minute to win တွေကိုအားပေးကြတဲ့ပရိသတ်တော်တော်များများကထင်းနေကြတယ်ကလေးတွေဖြစ်လိမ့်မယ်ဘာလို့ဆိုတော့10 minute တွင်းမှာလောရတဲ့ game တွေပါ냐ဆိုတော့ကျွန်တော်ကလေးတွေဖြစ်မယ်မိသားစုဝင်တွေဖြစ်မယ်နော်ထပ်ပြီးတော့နည်းနည်းဟို advance ဖြစ်သွားတဲ့အချိန်မှာလူနည်းနည်းပို့ပြီးတော့ထပ်တည်တဲ့အချိန်မှာကျတော့ကျွန်တော် aim ဆုံရရိုက်တယ်။အဲ့ဒါပြီးတဲ့အချိန်မှာကျွန်တော်ကိုတော်တော်များများပို့ပြီးတော့တည်သွားတဲ့အချိန်ကကျတော့ Thin School Thin School ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Korea အတုန်းက K-pop တွေအရင် training ဖြစ်နေတဲ့အချိန်မှာ Thin School ကိုစပြီးတော့ကျွန်တော် perform အလို MC လုပ်တာဖြစ်တဲ့အတွက်အဲ့မှာကျွန်တော်ပြိတ္တတော်တော်များများကကျွန်တော်တကယ်တော်များများအဲ့ကလေးကလေးပြိတ္တတွေဖြစ်သွားခဲ့မယ်လို့ထင်တယ်ပေါ့နော်ဟုတ်အဲ့တော့ကိုတို့လို့ရှင်တော့ဒီကောင်တက်တက်ကြွကြွနဲ့အဲ့လိုတင်ဆက်တက်တယ်လို့ပဲတွေ့မယ်လို့ထင်ပါတယ်ခင်ဗျဟုတ် အာခုချိန်ဒီပေါ့နော်2012တဲကခုချိန်ဒီကျွန်တော်ကိုအာမမေးလေးရောပဲနဲ့အားပေးကြရလဲကျွန်တော်မိတ်ဆွေတွေတငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်အာရှေ့ဆက်ပြီးတော့လဲကျွန်တော်ဟိုတက်ကျွမ်းသားတဲ့ဟာလေးနဲ့ပေါ့နော်ဒီဒီဒီပညာရဲ့လေးနဲ့လဲဆက်လက်ပြီးတော့ကျွန်တော်ရှေ့ဆက်ပြီးသွားဖို့ရှိပါတယ်အဲ့တော့ကျွန်တော်မမေးသေးဘူးဆိုလို့ရှိရင်အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်